လူတွေအားလုံးကို everybody လို့ပြောတယ်။ဘယ်သူမှမဟုတ်ဘူးတယောက်မှမဟုတ်ဘူးဆိုတာရောဘယ်လိုပြောမလဲ nobody လား anybody လားဒါတွေကိုဒီဗီဒီယိုမှာလုံးဝသိသွားအောင်အသေးစိတ်ရှင်းပြပေးသွားမှာမဟုတ်လို့အဆုံးထိကြည့်လိုက်ရအောင်နော်ပထမအဆုံးနေနဲ့ everybody ပေါ့နော်အာသူ့ကိုတော့ခုနပြောထားသလိုပဲလူတိုင်းလူအားလုံးဆိုတဲ့အထိပ္ပယ်ပေါ့အခြေအနေတစ်ခုမှရှိတဲ့လူအားလုံးကိုဆုလိုခြင်းတဲ့အခါ လူလူတွေကိုနာမည်တွေတယောက်ချင်းစီလိုက်မပြောချင်တဲ့အခါလူပုဂ္ဂိုလ်တူတယောက်ချင်းစီကအဓိကအရေးကြီးနေတဲ့အခါမှာ everybody လို့ပြောရပေါ့ပြောချင်တာကတော့ဒီတန်းထဲမှာရှိရဲ့လူအားလုံးဒီနေရာမှာရှိရဲ့လူအားလုံးဒီကျောင်းမှာရှိရဲ့လူအားလုံးစသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးလူတိုင်းဒီလိုမျိုးပြောချင်တဲ့အချိန်မှာ everybody ကိုသုံးတယ်မှတ်ထားမှာကအင်္ဂလိပ်စာမှာဒီလိုမျိုး everybody ဆိုတဲ့စကားလုံးမျိုးတွေက singular pronouns တွေအဖြစ်နဲ့ပဲသုံးတယ် ဒါကြောင့်သူတို့ကိုအ ਨੇ ကိန်းနဲ့အနည်းနဲ့တုံးလို့အာ verb တွေမှာလည်းအ ਨੇ ကိန်းပဲလိုက်မယ်ဥပမာကြည့်ရအောင် Everybody is ready to start the meeting လူတိုင်းကအစည်းအဝေးကိုစဖို့အစဉ်သင်းဖြစ်နေပြီဒီမှာဆိုလို့ရှိရင် everybody ရဲ့နောက်မှာ is ပဲလိုက်တယ်တွေ့လားအ ਨੇ ကိန်းပဲလိုက်တယ် everybody are မဟုတ်ဘူး everybody is Everybody enjoyed the party last night. လူတိုင်းကမင်းညကပါတီပွဲမှာပျော်ရွှင်ခဲ့ကြတယ်။ Everybody wants to succeed in life. လူတိုင်းကဘဝမှာအောင်မြင်ကြတယ် ီလိုမျိုးလူတိုင်းပေါ့နော်လူတိုင်းကစီးပွားစားမယ်လူတိုင်းကပါတီမှာပြောတယ်လူတိုင်းကဘဝမှာအောင်မြင်ခြင်းတယ်ထားမျိုးတွေက everybody သူ့နောက်မှာအနေကိန်းနဲ့ပဲလိုက်တယ်ဆိုတော့နောက်ထပ် body တစ်ခုနောက်ထပ်ဒုတိယတစ်ခုကတော့ဗာလဲဆိုတော့ somebody သူကတော့သူ့ရဲ့အထိပ္ပယ်ကတစုံတစ်ယောက်ဆိုတဲ့အထိပ္ပယ်ပေါ့နော် အာလူတဦးကိုဆိုလိုပေမဲ့ဘသူလဲဆိုတာကိုအတိအကျမသိတဲ့အခါအဲ့လူရဲ့နာမည်ကိုထည့်ပြောဖို့မလိုအပ်တဲ့အခါအခြေအနေတစ်ခုမှာအဲ့ဒီသူကဘသူဆိုတာမဖော်ပြထားတဲ့အခါတွေမှာတုံးတယ်ပေါ့ဥပမာဆိုရင်တယောက်ကဒီပစ္စည်းလာထားသွားတာ အော်တယောက်ယောက်လာပေးသွားတာဘယ်သူလဲတော့မသိဘူးအာဒါမှမဟုတ်တစုံတယောက်ပြောလိုက်တာအဲဒါမျိုးပေါ့နော်ဒီလိုမျိုးအခြေအနေတွေမှာ somebody ကိုသုံးတယ်ဆိုတော့ခုနအတိုင်းပဲ somebody ဆိုတာလဲ singular pronouns တွေဖြစ်တယ်ပေါ့နော်အနေကိန်းနံတွေသူတို့နောက်မှာအမြဲတမ်းအနေကိန်းပဲအနေကိန်း verb တွေပဲလိုက်တယ်ပေါ့ဆိုတော့နားလည်အောင်ဥပမာနဲ့ပြောမယ် somebody is knocking on the door တစုံတယောက်ကတယောက်ယောက်ကတကားခောက်နေရဲ့ဟဲ့တယောက်တကားခောက်နေရဲ့တွားကြည့်လိုက်အောင်ဒါမျိုးပေါ့ somebody is knocking on the door ဒီမှာဆိုရင်နောက်မှာ is လေးပဲလိုက်တယ်ဟုတ်တယ်နော်ပြီးရင် can somebody help me with this ဒါနဲ့ပတ်သက်ပြီးတော့တယောက်ယောက်ကငါ့ကိုကူညီပေးနိုင်မလားဒါမျိုးလည်းပြောလို့ရတယ်ငါ့ကိုတယောက်တယောက်လာကူပါအောင်ဒါမျိုးပေါ့နော်ဘသူစွာအတိအကျမပြောဘူးတစုံတယောက်လိုပဲပြောတယ် somebody needs to clean this room ဒီအခန်းကိုတယောက်ကတန်ရှင်းဖို့တန်ရှင်းလုပ်ဖို့လိုတယ်ပေါ့ ဘသူဆိုတာအတိအကျမပြောဘူးတယောက်လာပြီးတော့တန်ရှင်းရေလုတ်လို့ပဲပြောတာပေါ့ဒီမှာဆိုရင် somebody နောက်မှာဆိုလို့ရှိရင် need မှာတွေ့လာ s လေးထည့်ထားတယ်အနည်းငယ်နဲ့ပဲသုံးတယ်ဆိုတော့ everybody နဲ့ခုနပြောတာ everybody နဲ့ somebody ကတော့ရှင်းမယ်လို့ထင်နေပေါ့နော်လူတိုင်းရဲ့တစုံတယောက်ရဲ့ရောထွေးတတ်တာအခုဆက်ပြောမယ်နှစ်ခုပေါ့ဘာလဲဆိုတော့ anybody အဲသူ့ရဲ့အထိပ္ပယ်ကတော့ဘသူမဆိုးဆိုတဲ့အထိပ္ပယ် နော် anybody ကဘသူမဆိုးလို့ပြောချင်တဲ့အထိပဲတိတိကျကျသတ်မှတ်ထားတဲ့လူတယောက်မဟုတ်ဘဲနဲ့ဘသူမဆိုးဖြစ်နိုင်တယ်လို့ဆိုလိုတဲ့အခါအခြေအနေတစ်ခုမှာလူတူတယောက်ရှိမရှိကို သိလိုတဲ့အခါ anybody ကို သုံးတယ်။ तू ကလည်း singular pronoun ပဲအနည်းငယ်နာမည်ဖြစ်တယ်။ဆိုတော့ဥပမာကြည့်မယ်ဆိုရင် does anybody know the answer ဒီအဖြစ်အထီးဖြစ်ကိုတယောက်သိပါသလား တရားရောက်ဘသူတိလဲဒီဖြေကိုဘသူတိလဲဒီဖြေတိရဲ့လူပြောအဲဒါမျိုးပေါ့နော်ဒီလိုမျိုးအချိန်မှာ anybody ကိုတုံးတယ် somebody နဲ့မတူတာ somebody ကတစုံတယောက်နော် anybody ကကြတော့တရားအောင်များဒီဖြေကိုတိလားဒီဖြေကိုဘသူတိလဲဒီလိုမျိုးမိတာပေါ့နော် Anybody can make mistakes ဘသူမဆိုးအမှားလုပ်နိုင်ပါတယ် Anybody can make mistake ဘသူမဆိုးအမှားလုပ်နိုင်တယ်ဒီလိုမျိုးနေရာမှာလဲ anybody ကိုသုံးတယ်ပြီးရင် if anybody calls tell them i'm busy ဘသူပဲဖြစ်ဖြစ်ဖုန်းဆက်လာရင်ဆိုရင်ငါအလုပ်များတယ်လို့ပြောလိုက်ပါဒီမှာဆိုလို့ရှိရင်ပထမစာကြောင်းမှာဆိုရင်ဖီယိုတယောက်တိလားဘသူမဆိုအမှားလုပ်နိုင်တဲ့ဟဲ့တယောက်ဖုန်းဆက်လာလို့ရှိရင်လေငါမအားလို့ပြောလိုက်ဘသူမဆိုဆက်လာရင်ဘသူမဆိုဖြစ်နိုင်တယ်အဲ့တော့ anybody ရဲ့အဓိပ္ပာယ်က ဒီလိုမျိုးပြောချင်တာစမ်းပါတီနဲ့မတူဘူးเนาะကျမတို့မြန်မာလူမျိုးမှဆိုရင်တို့ကစင်တယ်လို့ပဲဒါပေမဲ့အင်္ဂလိပ်စကားမှဆိုရင် မတူဘူးဒီမှာဆိုလို့ရှိရင်မှတ်ချက်အနည်းငယ်ပေါ့เนาะ anybody မှာဆိုလို့ရှိရင်ထူးခြားတာပြောစရာရှိတယ် anybody ကအာမြန်မာအဓိပ္ပာယ်မှာဆိုရင်ဘယ်သူမဆိုလို့အဓိပ္ပာယ်ရပါမယ်အငင်းစကားလုံးနဲ့တွဲလိုက်တဲ့အခါသူ့ရဲ့ပြောင်းပြန်ဖြစ်သွားတယ်ဘယ်သူမှဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ဒါလေးကိုကျမတို့သိချသိဖို့လိုတယ် เนาะအငင်းဝတ်ကြမှာဆိုရင်ဘသူမှဆိုပြီးတော့ဖြစ်သွားတယ်ပေါ့เนาะအငင်းဝတ်ကြရမှာဆိုရင် anybody နဲ့တွေ့သုံးတယ်ဒီမှာဆိုရင် negative sentence မှာဆိုရင် anybody က no person ဘသူမှလို့ပြောတာနော်ဒီတိုင်းဝတ်ကြရမှာဒါဘသူမဆိုလို့ပြောတာအငင်းဝတ်ကြ don't နဲ့ပေါင်းလိုက်ပြီးဆိုလို့ရှိရင်ဘသူမှဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နားလည်အောင်ဥပမာနဲ့ပြောပြမယ် I didn't see anybody at the bus stop. ငါကားမှတ်တိုင်မှာဘသူ့ကိုမှမတွေ့ခဲ့ဘူး။ เนาะဒီမှာဆိုရင် didn't ကအငင်းအငင်းနဲ့အနောက်က anybody လေးနဲ့တွေ့လိုက်ပြီဆိုရင်ငါဘူးမှမတွေ့ဘူးအဲ့လိုဖြစ်သွားတယ်เนาะ I didn't see anybody at the bus stop ငါဘတ်စကားမှတ်တိုင်မှာဘသူ့ကိုမှ မတွေ့ခဲ့ဘူး Okay နားလည်မယ်เนาะ I don't know anybody in this city ငါဒီမျိုးကလူတွေဘသူ့ကိုမှမသိဘူး ငါဒီမျိုးတွေကလူတွေဘသူ့အမမသိဘူးဘသူ့မဆိုမသိဘူးမဟုတ်တော့ဘသူ့အမမသိဘူးဘာလို့လဲဆိုအချစ်ကအငင်းလေးနဲ့တွဲလိုက်တဲ့အတွက် he doesn't trust anybody easily သူကဘသူကိုမှလွယ်လွယ်ကူကူမယုံဘူးအရှိမ doesn't နဲ့တွဲလိုက်တဲ့အတွက် anybody လေးနဲ့ doesn't နဲ့ဆိုဘသူကိုမှဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်เนาะအငင်းနဲ့တွဲရင် anybody ကဘသူမှမဟုတ်တော့ဘူးဆိုတဲ့ဟာဖြစ်သွားတာကိုတေးသေးချာချာမှတ်ထားဖို့လိုတယ်ဒါလွဲတတ်တယ်မှတ်တတ်တယ် okay so now တစ်ခုကတော့ nobody nobody ကဘာလဲ nobody ဒါရတဲ့ပဲဘသူမှပေါ့เนาะဒါကတော့သူ့ရဲ့ပင်ကိုအတိတ်ပဲကိုကဘသူမှဆိုတဲ့အတိတ်ပဲတေချာရိုးရိုးလေးစဉ်းစားကြည့်မယ်ဆိုရင်တော့ no ဆိုတာမဟုတ်ဘူးအငင်းမရှိဘူးမဖြစ်ဘူး nobody ဆိုရင်ဘသူမှမဟုတ်ဘူးဆိုရဟာမျိုးပေါ့เนาะဆိုတော့ तू ကဘသူမှမရှိဘူးတယောက်မှမဟုတ်ဘူးလို့ဆိုတဲ့အခါ လူလုံးဝမရှိဘူးပါဝင် ပတ်သက်တဲ့လူလုံးဝတယောက်မှမပါဝင်ပတ်သက်ဘူးဘသူတူးတယောက်မှပါဝင်ပတ်သက်ခြင်းမရှိဘူးအဲ့လိုမျိုးပြောတဲ့အခါမှာ nobody လို့ပြောတယ် nobody ကလည်း singular pronoun ပဲဒါတွေအကုန်လုံးသူတို့တွေအကုန်လုံးက singular တွေပေါ့နော်အနောက်မှာအနေငယ် verb တွေပဲလိုက်ရမယ်ဆိုတာသိထားရမယ်ဆိုတော့ဥပမာပြောမယ်ဆိုရင် nobody answered the phone အဲဘသူမှဖုန်းမဖြေခဲ့ဘူး nobody answer the phone ဘသူမှဖုန်းမဖြေခဲ့ဘူး okay တခါတည်းကိုအငင်းပုံစံဖြစ်သွားတာပေါ့နော်ပြီးရင် nobody knows the truth ဘသူမှ အမှန်တရားကို မသိကြဘူးเนาะတခါတည်းအငင်းဖြစ်သွားတယ်စာကြောင်းမှာဒါ verb မှာ doesn't တို့ didn't တို့ ਨੇ မပါတာ nobody ဖြစ်တဲ့အတွက်တခါတည်းကိုအငင်းဖြစ်သွားတယ်ဘသူမှအမှန်တရားကိုမသိဘူး တခါတည်းအလိုမျိုးဖြစ်သွားတယ်ပေါ့နော် so nobody is outside right now အခုအပြင်မှာဘယ်သူမှမရှိဘူး okay nobody လေးကတော့ဒီလိုမျိုးဆိုတော့ဒီလေးခုလုံးကိုမြင်သာသွားအောင်လို့ပုံလေးနဲ့တေချာ summary အချင်းချင်းပြချင်တယ်ပေါ့နော် so everybody ကလူတိုင်းနော် somebody ကတစုံတယောက် no anybody ကဘယ်သူမှမစို့ nobody ကဘယ်သူမှမ เนาะဒီမှာတိထားရမှာကကျမတို့ anybody ကကြတော့အငင်းနဲ့တွဲလိုက်ပြီဆိုရင်ဘသူမှဆိုတဲ့အတိတ်ပဲဖြစ်သွားတယ်ပေါ့เนาะဆိုတော့ကိုကအာမမှတ်မိတက်ဖို့မိတက်တယ်ဆိုရင်ဒီပုံလေးကို screenshot ရိုက်ထားပေါ့เนาะဒါဆိုလို့ရှိရင်ကျမတို့ကပြန်ပြန်ကြည့်ပြီးဒီပုံလေးကိုမျက်လုံးနဲ့မြင်အောင်ねကိုကအဲဒီຢာရဲ့အတိတ်ပဲကိုတိနိုင်တာပေါ့ ကဲဒီနေ့ဗီဒီယိုလေးကတော့ပေါ့ပေါ့ပပပေါ့နော် grammar လဲစမ်းနေဒါလေးကိုတချို့တွေမှားတက်ပြီးတော့ဘလို့ဘာသာပြန်လို့ပြန်မှမသိဖြစ်နေတတ်တဲ့ဟာမျိုးလေးပေါ့နော် everybody somebody anybody nobody ဒီဟာလေးကိုကျွန်မအာ တစ်ချက်လာရှင်းပြတာဖြစ်ပါတယ်အဲဆိုတော့ဒီမှာဆိုလို့ရှိရင်ကျမတို့ကအဲ့ဒီ anybody နဲ့ nobody နဲ့ရောတက်တယ်ပေါ့နော်ပြီးရင် anybody ကိုဆိုလို့ရှိရင်ကျမတို့ကမေးခွန်းစာကြောင်းတွေအဲပြီးလို့ရှိရင်အငင်းဝတ်ကြတွေမှာသုံးတာများတယ်ပေါ့နော်အဲ့ဒါလေးကိုတည်ထားဖို့လိုတယ်မေးခွန်းစာကြောင်းတွေငင်းဝတ်ကြတွေမှာ anybody ကိုသုံးတာများတယ် nobody ကတော့ဒီတိုင်းစာကြောင်းတွေမှာပဲသုံးတာများတယ်ပေါ့နော် ကဲဒါလေးကဒီလိုကျွန်မပြထားတယ်နောက်ဆုံးအချင်းချင်းပုံလေးနဲ့တွဲကြည့်လိုက်လို့ရှိရင်မြင်တာမယ်လို့ထင်ပါတယ်ဒါလေးကတော့ဟိုတေချာမသိလို့ရှိရင်ရောနေတတ်တဲ့ဟာလေးပေါ့နော်ဘာပြောလို့ပြောချင်မှမသိတဲ့ဟာလေးကိုကျွန်မရှင်းပြပေးသွားတာဖြစ်ပါတယ်ကဲဆိုဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအကုန်လုံးပဲအဲဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်လည်း like comment subscribe share လေးလုပ်ခဲ့ပေးပါအာနောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်ပြန်ပြီးတော့တွေ့ကြမယ်နော်အကုန်လုံးပဲတတား